အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆေးရဇဝေးမယောင်လိုင်းဒီနှစ်အဆုံးသတ်ပြီးဟုအမေရိကန်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကဘာကြီးကိုကောက်ွယ်ပေးထားတာကုလသမဂ္ဂဖြစ်ပါတယ်။ကဘာလုံးဆိုင်ရာကိစ္စရပ်တွေကင်တွယ်ဖြည့်ရှင်းနေတဲ့ကုလသမဂ္ဂအနောက်မှာအမေရိကန်ရှိတယ်။အမေရိကန်ဆိုတာကုလသမဂ္ဂမိသူကချုပ်ဖြစ်တယ်။အမေရိကန်ဆိုတာကဘာအဖွဲ့အစည်းကုလသမဂ္ဂလက်ပတ်ဖို့စုစုပေါင်းဝင်ငွေ28ရာခိုင်နှုန်းအထိတောင်ထောက်ကူပေးထားတဲ့တဦးတည်းသောအုပ်ဆောင်မှာ ကုလသမဂ္ဂရဲ့အသက်ဖြစ်တဲ့ဗရိညင်စာတန်တနည်းပြောရင်ဖွဲ့စည်းပုံဥပဒေကိုကောက်ွယ်ဖို့အမေရိကန်ပြည်ထောင်စုမှလုံ့ဝတာဝန်ရှိတယ်။ဒီနေရာမှာကုလသမဂ္ဂနဲ့ပတ်သက်ပြီးတော့အားလုံးအမြင်ရှင်းအောင်ချမပြောပါမယ်။ကုလသမဂ္ဂဆိုတာဒုတိယကမ္ဘာစစ်အပြီးမှာနိုင်ငံပေါင်း52နိုင်ငံနဲ့တရားဝင်ထူထောင်ခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းဖြစ်တယ်။ခုဆိုမြန်မာနိုင်ငံအပအဝင်အဖွဲ့ဝင်နိုင်ငံပေါင်း193နိုင်ငံရှိပြီးကိစ္စရပ်တွေကိုဖြေရှင်းတဲ့အခါအထွေထွေညီလာခံတဲ့လုံခြုံရေးကောင်စီကနေကြေညာချက်ထုတ်တယ် ဆုံးဖြတ်ချက်ချမှတ်တယ်။ကျမအနေနဲ့ရှင်းရှင်းလင်းလင်းပြက်ပြက်ပြောပါမယ်။ကုလသမဂ္ဂရဲ့ဖွဲ့စည်းပုံဥပဒေဖြစ်တဲ့ဖရိညင်အရာ ထုတ်ပြန်ချက်တွေဆိုတာစာရွက်မဟုတ်ဘူးယင်။အာနာရှိတဲ့နိုင်ငံတကာနိုင်ငံကကုလသမဂ္ဂရဲ့စီရင်ဆုံးဖြတ်ချက်ကိုဖီဆန်ရင်ဗတ်ဆောင်အရေးယူဖို့ဖရိညင်စာတန်းကအခွင့်အာဏာပေးထားပြီးသား။အရေးယူတဲ့အပိုင်းကြတော့အဖွဲ့ဝင်နိုင်ငံတွေအပေါ်မူတည်ပြီးတန်တမာရေးစီးပွားရေးပိတ်ဆိုတာပိုင်ဆိုင်မှုတွေထိန်းချုပ်တာအပြင်နောက်ဆုံးမှာတနိုင်ငံချင်းတို့မဟုတ်ရင် နိုင်ငံတွေတက်ပေါင်းစုပြီးစစ်ရေးအရအရေးယူဖို့အာဏာကုန်ပေးထားတယ်။ကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မနာခံတဲ့နိုင်ငံတွေကိုအပြော့လိုက်နိုင်ငံရေးစီးပွားရေးပြီးရင် အမလိုင်းဖြစ်တဲ့စစ်ရေးနဲ့အပြည့်ရှင်းခဲ့တာကျွန်မသက်တည်ပြပါမယ်ဒီမာကြီး။အီရတ်စစ်အာဏာရှင်ဆာဒမ်ဟူစိန်၊အာဖဂန်နစ္စတန်စစ်ရာဇဝဲအိုစမာဘင်လာဒင်၊လီဗျာအာဏာရှင်မူအာမာဂရာဗီအရင်ဆုံးကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ထွက်တဲ့ ပြီးတဲ့အခါဗရိညင်အရနိုင်ငံရေးစည်းပွားရေးပိတ်ဆို့အရေးယူတဲ့နောက်ဆုံးအဆင့်မှာရာဇဝတ်ခိုင်းချုပ်တွေဆိုတာအမေရိကန်ဘက်ကကဘာတိကျင်ညာပြီးအထူးညွန်ပေါင်းတက်နဲ့စစ်ခင်းပြီးအပြည့်ရှင်းနေ။ကဲကောင်းပြီကျွန်မလက်တွေ့ထပ်ပြပါမယ်။၂025ခုနှစ်မေလ31ရက်နေ့ကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ဘာပြောလဲဆိုအီရန်နိုင်ငံမှာယူရေနီယံ60ရာခိုင်နှုန်းအထိရှိနေပြီးမကြခင်နျူကလ িয়ার လက်နက်ထုတ်တော်မယ်။ဒီလိုရက်ကလိုက်နာရမယ့်နျူကလ িয়ার မပြန့်ပွားရေးသဘောတူညီချက်ကို ပြောင်းချိုးပေါက်တာပဲလို့ကြေညာချက်ထုတ်ပြန်နေ။20ကျော်2025ခုနှစ်ဇွန်လ22ရက်မှာအမေရိကန်ကသကောင်ရန်အောင်ပွဲစစ်ညာတန်နဲ့အီရန်ကိုဝင်ဝုံပြီးမြေအောက်အနက်ပေ200မှာလှုပ်ဝက်ဆောက်ထားတဲ့ယူကလီးယားစက်ရုံတွေကိုချေမောင်းလိုက်တယ်။အမေရိကန်ဘက်ကတာဝန်အရအရေးယူတာပဲ။မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးပြောရရင်လုံခြုံရေးကောင်စီရဲ့တမိုင်းဝင်ဆုံးဖြတ်ချက်2669မြင်းဆောင်2022အပအဝင် 2021ခုနှစ်နိုင်ငံရေးပြန်ပြီးဆွဲမှုနဲ့အာဏာလုကျန်စီမှုအဆုံးသတ်ဖို့လှုံ့ဆော်ပေးနေတဲ့နိုင်ငံကအမေရိကန်ငါးနှစ်နီးပါးမြန်မာနိုင်ငံအရေးကိုအနီးကပ်စောင့်ကြည့်နေတဲ့နိုင်ငံကလည်းအမေရိကန်အခုပွဲသိမ်းဖို့နှမိတ်ပြပြီအမေရိကတိုက်ရဲစစ်တေနာပရိကျုံသမရာကြီးထရန့်ရဲ့စက်တင်ဘာဒီလအတွင်းအယူအလျားတွေဒီမှကြီး2025ခုနှစ်စက်တင်ဘာလ10ရက်ဥပဒေမဲ့အကျဉ်းချပြီးဒဇာကန်ပြန်ပေးဆွဲတဲ့နိုင်ငံ2025ခုနှစ်စက်တင်ဘာလ16ရက် တရားမဝင်မှုရစေဝါတွေထုတ်ပြီးမှုရစေဝါတွေကုန်ကူးတဲ့အဓိကနိုင်ငံလို့မြန်မာနိုင်ငံကိုအမိတက်ကြေညာလိုက်တယ်။ပြီးတော့မြန်မာနိုင်ငံသားစစ်ပြင်းနေရန်သူကိုဝရစိန်လက်နက်နဲ့အမုံချေမဲ့ကဘာကြီးရဲ့တဦးတည်းသောအုတ်ဆောင်သမရာကြီးထရန်ကမင်းအောင်လိုင်းတို့ကိုကဘာအလိုအရှိဆုံးမှုရစေဝါရဇဝတ်ခိုင်းချုပ်တွေလို့ကဘာတိကြေညာလိုက်တာပဲဖြစ်တယ်။ဒါကြောင့်မို့ကျမအထူးသတိပေးနေတာပဲ။အဖွဲ့ဝင်နိုင်ငံတွေနဲ့ပတ်သက်ပြီးထွက်လာတဲ့ကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီဆုံးဖြတ်ချက်က ဥပဒေလိုအာဏာတည်တဲ့အမိတ်ခြေစည်းမရှိဘူး။2025နှစ်ကုန်ဖို့3လဆိုတာရပ်ပေါင်း90တောင်းမင်းအောင်လိုင်ကိုအပြည့်ရှင်းဖို့ဆိုတာအဲ့လောက်အချိန်မလိုဘူး။စက္ကန့်ပိုင်းအတွင်းကိစ္စပြတ်တယ်။အမေရိကန်စာထုတ်တာကနောက်ဆုံးအဆင့်နဲ့ပြောရင်ကြိုပြီးအမိတ်စာပြန်လာပိန်။မင်းအောင်လိုင်ရဲ့ခိုကျင်းကိုဂျိုဒူးနဲ့ဖမ်းထားပြီးသားစက်ကလုတ်ခုံပေါ်ကအန်တာနှိပ်လိုက်တာနဲ့ game over 2025ခုနှစ်အဲ့ဒီမှာကဏန်းကိုပေါင်းရင်ကိုကိုကဏန်းဆိုတာအဆုံးသက်ကဏန်း ဒါကတင်ချပြီးတာအရာပြောတာဖြစ်တယ်။လက်တွေ့အရာအမှန်တရားနဲ့တရားမျှတမှုကျင့်ဝတ်ဥပဒေအတိုင်းမြန်မာနိုင်ငံအရေးအဆုံးသတ်ဖို့ကိုယ်တိုင်ဥဆောင်လုပ်နေတဲ့ကျမအနေနဲ့အာမခံစကားထပ်ပြောပါမယ်။ကုလသမဂ္ဂအတိမတ်ပြုအစိုးရအကြီးအကဲဒေါအောင်ဆန်းစုကြည်တို့ကိုနိုင်ငံရေးပြန်ပြီးဆွဲတဲ့ကမ္ဘာအဆိုဆုံးရာဇဝတ်ကောင်ကြီးမင်းအောင်လှိုင်လွတ်လပ်မရှိဘူး။ဒီနှစ်မိုက်ဆက်သိမ့်မယ်။ဆက်လက်ပြီးမြဝတီမြို့နယ်၄ကီကော်တိုက်ပွဲအတွင်းမြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီး ထိုင်းပြည်ပေါ်သို့ကြားရောက်ပောက်ကွဲပြီးနောက်ထိုင်းစစ်တပ်ကနေဆက်တွင်လုံခြုံရေးတိုးမြင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရောက်ဝတီမြို့နယ်လေးကီကောတိုက်ပွဲအတွင်းမြန်မာဘက်မှပစ်ခတ်သောလက်နက်ကြီးကြီးထိုင်းပြည်ပေါ်သို့ကြားရောက်ပောက်ကွဲပြီးနောက်ထိုင်းစစ်တပ်ကနေဆက်တွင်လုံခြုံရေးတိုးမြင့်ထားကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြပါတယ်။စက်တင်ဘာလ24ရက်နေ့မြောက်ဝတီမြို့နယ်လေးကီကောတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေစဉ်မြန်မာဘက်မှပစ်ခတ်လိုက်သောလက်နက်ကြီးကြီးသည် ိုင်းနိုင်ငံမှာစောင့်မြို့နယ်တွင်တို့ကြားရောက်ပောက်ပွဲခဲ့ကြောင်းအဆိုပါကြားရောက်ပောက်ပွဲမှုကြောင့်လူထိခိုက်ခြင်းမရှိတော့လေထိုင်းနိုင်ငံကမြန်မာဘက်သို့တရားဝင်ကန့်ကွက်လာပေးပို့လိုက်ကြောင်းသိရပါတယ်ထို့သို့ကန့်ကွက်လာပေးပို့ပြီးနောက်ထိုင်းစစ်တပ်ကထိုင်းမြန်မာနယ်စပ်တစ်လျှောက်လုံးတွင်ထိုင်းစစ်တပ်ကကင်းလေခြင်းနှင့်လူကြုံရေးတိုးမြင့်မှုများကိုလှုပ်ဆောင်လာကြောင်းထိုင်းဘက်အချမ်းတွင်24နာရီလုံခြုံရေးတိုးမြင့်လိုက်ကြောင်းသိရှိရပါတယ် စက်တင်ဘာလ20ရက်နေ့မှစတင်၍စစ်တပ်ကမြောက်ဝတီမြို့နယ်လေခေကော်မြို့သို့စစ်ကြောင်းများစတင်ထိုးလာပြီးဆွဲတော်အမြောက်ကုန်းကိုရရှိရေးကြိုးပမ်းထိုးစစ်ဆင်လာကြောင်းရှင်းနေ့မှစတင်၍ယနေ့စက်တင်ဘာ25ရက်နေ့အထိတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားနေကြောင်းကရင်စစ်ရေးတရင်ရင်းမြစ်ထံမှသိရပါသည်ဆလပီစစ်တပ်မှဗိုလ်မှူးကြီးများကိုလွှတ်တော်အမတ်လောင်းများအဖြစ်တိုင်းသာစီလုံးညီညွတ်ရေးပါတီသို့မေးအောင်လိုက်စေလုံး ရွှေကောက်ဘက်တွင်စစ်တပ်ကိုစားပြုအပြင်ကျန်းဖို့ပါတီအပြင်ထညာစပါတီပါပါဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်တပ်မှဘုံမူကြီးများကိုလွှတ်တော်အမတ်လောင်များအပြင်တိုင်းသားစည်းလုံးညီညွတ်ရေးပါတီတာဆာညာတို့မင်းအောင်လိုင်ကဆေးလွှတ်လိုက်ပြီးရွှေကောက်ဘဲကော်မရှင်တို့တင်ပြသည့်တာဆာညာပါတီ၏အမတ်လောင်စင်းများတွင်အဆိုပါတက်အရာရှိများအလုံးပါဝင်သွားပြီဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ် စစ်တပ်ကကြားဖို့ပါတီတို့ဗိုလ်ချုပ်ကြီးအဆင့်မှတက်ကြွကြီးဆက်ရေးအဆင့်အထိ489ဦးဆေးလွတ်ခဲ့ပြီးစစ်တပ်ထိပ်တန်းအရာရှိကြီးများမှကြားဖို့ပါတီ၏အမှတ်လောင်းများအဖြစ်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည်။ထို့ပြင်မေယောင်လိုင်ကတိုင်းသာစီလုံးညညရေးပါတီတို့လည်းဗိုလ်မှူးကြီးများကိုအမှတ်လောင်းများအဖြစ်ဆေးလွတ်လိုက်ပြီးအဆိုပါဗိုလ်မှူးကြီးများမှတညာစပါတီ၏ရွေးကောက်ပွဲဝင်ကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ်မှတ်ပုံတင်စည်ရင်သွင်းလိုက်ကြပြီဖြစ်သည်။မနေ့ကတဆညာပါတီမြစ်ပတ်လင်မှာ ဗိုလ်မှူးကြီးတွေတာဆာညာပါတီရဲ့အမှတ်လောင်းတွေအဖြစ်တက်လာကြတယ်။တက်ကအမှတ်လောင်းတွေဆင်းလွတ်တဲ့အထက်မှာကြံ့ခိုင်ရေးပါတီတွေမကဘူးတာညာစာပါတီစီပါရောက်ကြတယ်။ဗိုလ်မှူးကြီးအမှတ်လောင်းအရေးအတွက်အတိအကျမသိရပေမဲ့တော်တော်များများပါသွားဖို့ရှိတယ်ဟုနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ထို့ကြောင့်စစ်တပ်အရာရှိလွှတ်တော်ကိုယ်စားလှယ်လောင်းများဖြင့်စစ်တပ်ကိုစားပြုရွေးကောက်ပွဲပြိုင်ဆိုင်မည်နိုင်ငံရေးပါတီများတွင်ကျန်းဖော့ပါတီအပြင်တိုင်းဒါစီလုံးညညရေးပါတီပါပါဝင်လာပြီဟုဆိုနိုင်ကြောင်းနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကဆက်လက်ပြောဆိုပါတယ် တိုင်းသားစည်းလုံးညီညွတ်ရေးပါတီကစစ်တပ်၏အတုရောင်ရွေးကောက်ပွဲတွင်ပြည်သူ့လွတ်တော်အမှတ်နေရာ182နေရာအမျိုးသားလွတ်တော်132နေရာတိုင်းပြည်နယ်လွှတ်တော်အမှတ်နေရာ488နေရာတိုင်းသားလူမျိုးစုလွှတ်တော်14နေရာစုစုပေါင်းလွှတ်တော်အမှတ်နေရာ694နေရာပါဝင်ရှင်းပြညီဖြစ်ပြီးချက်ဖို့ပါတီပြီးလျင်ဒုတိယအမှတ်နေရာအများဆုံးရွေးကောက်ပွဲဝင်ပြီးပါတီဖြစ်ပါတယ်။ချက်ဖို့ပါတီကမူလာမည့်ရွေးကောက်ပွဲတွင်လွှတ်တော်အမှတ်နေရာ1018ဦးဖြင့်အများဆုံးရှင်းပြညီဖြစ်ပါတယ်။ တိုင်းသားစည်းလုံးညီညွတ်ရေးပါတီမှရခိုင်အာဏာရှင်ဟောင်းနေဝင်းဤမြမဆိုရှယ်လစ်လမ်းစဉ်ပါတီကိုအမည်ပြောင်းလဲထားခြင်းဖြစ်ပြီးအာဏာရှင်ဟောင်းနေဝင်းလက်ထက်မှာဘိုးချုပ်ဟောင်းများနှင့်စစ်တပ်အဆက်အနွယ်များကဦးစီးထားသောစစ်တပ်ကိုစားပြုနိုင်ငံရေးပါတီတစ်ခုဖြစ်ပါသည်